မိဘပြည်သူများရှင်မိဘပြည်သူများအတွက်ကျွန်မဒီနေ့မှာကျွန်မကိုယ်တိုင်ရှာဖွေထားတဲ့သတင်းလေးကိုတော့မတင်ဆက်တော့ဘူးရှင်ဆိုပါလေခစ်တက်ကရှာဖွေထားတဲ့သတင်းလေးကိုကျွန်မတင်ဆက်ပေးမယ်ခစ်တက်ပေါ့နော်ခစ်တက်ကခစ်တက်ကဆိုရင်ပေါ့နော်ကျွန်မနိုင်ငံမှာသူကသတင်းရောအမားရောအမားအကုန်ရောပြီးတော့ဟိုသတင်းဖြစ်ပြီးရောဆိုပြီးတင်တဲ့မီဒီယာကျွန်မနိုင်ငံမှာဆိုလေအနီရောင်ဥစားကြီးနဲ့လိုကိုကြီးတဲ့ပေါ့နော်သူကလေကျွန်မအနီရောင်လေးသလားအခုနောက်ပိုင်းကာလာတွေမှာတိတ်ရင်မနစ်တတ်တော့အနီရောင်မြင်စိတ်ထဲမှာသွေးတွေလိုမြင်နေတယ်သိလားနမိတ်မကောင်းလို့ခံစားရတယ်သိလားဘယ်လိုလဲမသိကျွန်မရှင်ထဲမှာလေ ဲ့ဒီအနီနဲ့ပတ်သက်ရင်စိတ်ထိုင်ရရသွားလို့လားမသိပါဘူးရှင်အဲ့တော့ခစ်တက်ကိုကြည့်ရတယ်သူ့ရအောင်တွန်းနေမီဒီယာလိုပဲနော်သူ့လိုကိုရအဲ့လိုဖြစ်နေပါရှင့်အဲ့တော့ကျမအနေနဲ့ဒီသူတို့ကသူတို့ကလေးသာတစ္ဆပေါက်တော်တော်များနဲ့ဆက်သွယ်ရှိရခစ်တက်ကလည်းဆက်သွယ်အမတန်ကောင်းတာတခါကျရင်သူတို့ကစစ်ယုံတရားသူရင်းနဲ့ပါဆက်သွယ်ရရှိရကျမတို့ကမရှိဘူးကျမတို့ကမစစ်ယုံနဲ့မှဘယ်သူနဲ့ဘယ်သူနဲ့ဆက်သွယ်မရှိဘူးသူတို့ကဆက်သွယ်ရဓာတ်ရိုက်ရှိတာနော်ဓာတ်ရိုက်ကိုရှိရမလဲအမျိုးများတော်နေလားအောင်မရတယ်အဲ့လောက်ထိသူတို့ကတိကျခိုင်မာတဲ့တဲ့နဲ့တင်လာဆိုတော့ကျမတို့လည်းသွားကြည့်ရတာပေါ့ရှင်သိရမလား ဲ့တော့တို့တင်ထားတဲ့သတင်းကနည်းနည်းထူးဆန်းလို့ကျွန်မပြောပြမယ်ရှင့်တို့တင်ထားတဲ့သတင်းလေးတွေကလည်းကျွန်မနည်းနည်းလေးဖတ်ပြမှာပေါ့နော်စစ်တုံညာနှစ်ကိုစစ်စင်ရေးနေတဲ့ TNL လေးသိမ့်ပိုက်ထားတဲ့နောင်ချိုကြောင်မဲစီပေါ်မိုးကုတ်နဲ့မိုးမိတ်မြို့တွေကနေပြီးတော့ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ဟိုစုဝဝန်ထမ်းရှိရပေါ့နော်အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ဝန်ထမ်းတွေကိုတဲ့စစ်ကောင်စီကပြန်လဲစုစည်းပြီးခေါ်ယူနေတယ်တဲ့ပြီးရဲ့အခါမှာဒီမြို့နယ်တွေပေါ့နော်ပြန်လဲဝင်ရောက်အုပ်ချုပ်စီမံနိုင်ဖို့အတွက်ပြင်ဆင်ထားဖို့အတွက်ကိုမေလာတယ်မှာညွှန်ညွှန်ကြားထားတယ်ဆိုပြီးသတင်းလေးရှင်းထားရရှင့်အဲ့တော့လုံးဝသတင်းအတိအကျပဲအဲ့ဒါလေသတင်းအတိအကျပဲဟုတ်လားမဟုတ်လားမသိဘူးပေါ့နော် ဟိုစစ်ဘက်သတင်းရင်းမြစ်တောင်မယ်မယ်စစ်တပ်သတင်းရင်းမြစ်ဆိုတာတစ္ဆေပေါက်ပေါက်ပေါ့ရှင်ပြောရမှာဆိုတော့ဟုတ်လားဒါပေမဲ့အစ်တစ္ဆေပေါက်ပေါက်တွေကတကယ်ရှိနေလားမရှိနေလားကျွန်မတို့လည်းမသိဘူးသူတို့ကလည်းအဲ့လိုရောရောင်ချပြီးရေးတာဆိုတော့လေစစ်ဆေးဖို့တော့ကတော့ခက်ခဲပါရှင်သူတို့ကတို့ပဇာလေးရှိရာရှောက်ပြောရလဲဖြစ်နိုင်တယ်တကယ်သတင်းလာပေးရလဲဖြစ်နိုင်ရပေါ့ရှင်ဒီတော့ဒီသတင်းရဲ့ဖြစ်နိုင်ခြေလေးပဲကျွန်မဒီသတင်းသုံးသပ်ချက်လေးမှာနည်းနည်းလေးထည့်ပြီးစိုးနေပေးပါမယ်နော်သူတို့ရေးထားတာကဘာလဲဆိုတော့အခုတည်းဒီစစ်ကောင်စီကတဲ့ ဟိုမိုးကုတ်မြို့အတွက်ပေါ့နော်ထွေအုပ်တွေလာဝကတွေဌာနဆိုင်ရာယာယီရုံးတွေတို့တော့မန္တလေးမှာတိုးချိတ်ပြီးဖွင့်ထားတယ်တဲ့ပြီးအဲ့ဒီရုံးတွေမှာဒီမိုးကုတ်မှာပေါ့နော်မိုးကုတ်မှာမနေနိုင်တော့တဲ့ဝန်ထမ်းတွေကိုနေရာချထားပေးတယ်ပြီးတော့မိုးကုတ်မြို့ပြန်လဲပြီးတော့ဝချုံမှုစီမံလုပ်ရမယ်ဆိုအစဉ်ပြေအောင်ဆိုပြီးတော့သူကဆက်လက်ပြီးလုပ်တွေလုပ်ခိုင်းထားတယ်ပေါ့ရှင်အဲ့လိုအစဉ်သစ်ပြင်ခိုင်းထားပေါ့မိုးကုတ်ကိုမိုးကုတ်တို့နောင်ချိုလို့ပေါ့ရှင်ဒါတွေပြန်ရလို့ရှင်အစဉ်သစ်ဖြစ်ဖို့အတွက်ပြင်ဆင်ခိုင်းထားတယ်ဆိုပြီးတော့သူတို့သတင်းရထားတယ်ပေါ့ရှင်အဲ့ဒါလေးတင်ထားဖြစ်ပါရှင်ပြီးတော့သူတို့သတင်းပေးလာတဲ့စစ်ဘက်သတင်းရင်းမြစ်ဆိုတဲ့သူကပေါ့နော်သုံးသက်ချက်နေတဲ့သူတို့ပေးသွားသေးရဲ့သုံးသက်ချက်သူကရေးထားရှင် ဖြစ်နိုင်တာကတဲ့လာရှိုးရသွားပြီးရဲ့နောက်မှာဆိုရင်တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့ဖိအားနဲ့ကျန်းတဲ့မြို့နယ်တွေကိုလည်းမဖြစ်မနေပြန်ရမယ်ဆိုပြီးတော့တက်ကယုံကြည်ထားပုံရတယ်တဲ့ဒါကြောင့်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေကိုလဲပတ်နိုင်ဖို့အတွက်ကိုချိုးတင်ပြင်ဆင်လာတာဆိုပြီးသူတို့အဲ့ဒီစစ်ဘက်သတင်းရင်းမြစ်ကသူတို့သုံးသက်ချက်ထုတ်ပေးသွားတယ်တဲ့ဘောတော့အဲ့လိုရေးထားရရှင်းဒါပေမဲ့ TNL ဘက်ကိုကျွန်တော်တို့လေ့လာကြည့်ရခါမှာဆို TNL ကမေလ၄ရက်နေ့မှာသတင်းစာရှင်းလင်းပွဲလုပ်ထားရှိပါတယ် TNL ကဆိုရင်သူသိမ့်ပိတ်ထားတဲ့မြို့တွေကိုပြန်ပေးမှာမဟုတ်ဘူးဆိုပြီးသတင်းစာရှင်းလင်းပွဲမှာပြောထားတယ်ပြောထားတဲ့သူက TNL တွဲဖက်အထွေထွေတွင်ရင်မှုနှင့် ဘုံဘုံမူကြီးတာပန်းလာဆိုတဲ့သူကထုတ်ပေါ်ပြောခဲ့တာဖြစ်ပါရှင်အဲ့ဒီလူနာမည်မှတ်ထားနော်အဲ့ဒီလူနာမည်မှတ်ထားဘုံမူကြီးတာပန်းလာက TNL သိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုပြန်မပေးပါဘူးဆိုပြီးတင်းစားရှင်းလေးပဲမှာပြောသွားတယ်ရှင်မှတ်ထားသူနာမည်ဘုနော်သူမပေးဘူးလို့ပြောရနော်ဒါနဲ့တဲ့သူတို့ဟာဆိုရင်စစ်ကောင်စီနဲ့ TNL ကြားဆွေးနွေးပွဲတွေကိုလာမဲ့ August လမှာ